မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မိုးကုတ်ဗျူဟာဂုံစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာရိုက်ကူးထားတဲ့မှတ်တမ်းဓာတ်ပုံများမိုးကုတ်ဗျူဟာကအသီးပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ24ရက်နေ့ညနေ3:40မိနစ်ခန့်ကမိုးကုတ်ဗျူဟာဂုံစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြင်တွေ့ရတဲ့အခြေအနေမှတ်တမ်းဓာတ်ပုံများအားမိုးကုတ်ဗျူဟာကထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်သိသိရမိတဲ့ခံရများကိုလည်းဓာတ်ပုံမှတ်တမ်းမှာတွေ့နေရပါတယ်မိုးကုတ်မြို့အား ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့တောင်းမျိုးသားလူမျိုးရေးတပ်မတော် DNL ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဇူလိုင်လ24ရက်နေ့ညနေ9:00မှာအပိသက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါဗါတယ်အာနာသိန်းစစ်ကောင်စီရဲ့လပခလက်အောက်ခံခလိုက်ရ98 ခလာရ88နဲ့ခလာရ148တပ်ရင်းများစခန်းချထားတဲ့မိုးကုတ်မြို့သိမ်းတိုက်ပွဲကစစ်တုံးပန်း30ကျော်ကိုဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ဒါအပြင်အတွဲလိုက်ပြစ်ဒုံလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ83လက်120မမ2လက်60မမ11လက်81မမ2လက်ငကြင်းမီ3လက် .5 တလက် RPG 2လက်နဲ့တခြားခဲရအများပြားကိုသိမ်းဆီးရမိခဲ့တယ်လို့တီအန်အန်လေးကအသိပေးထားပါတယ်။ မိုးကုတ်စစ်စင်ရေးများမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ drone တပ်ဖွဲ့ဟာမဟာမိတ်များနဲ့ဟန်ချက်ညီညီလက်တွဲပြီးတော့စစ်စင်ရေးများကိုဖော်ဆောင်နိုင်ခဲ့တယ်လို့မန္တလေး PDF ကအသိပေးထားပါဗျ။မိုးကုတ်မြို့ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပါဝင်ဆင်နွှဲခဲ့တဲ့စစ်စင်ရေးများမှာတတိယမြောက်သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်ကြောင်းသိရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြမတီမြို့ကိုလေးရက်ခရီးနဲ့လာမယ်ဆိုတဲ့နိုင်ငံတော်အဆင့်အောင်စီရဆစ်စင်ရေးလို့နာမည်ပေးထားတဲ့စစ်ကြောင်းဟာ 3လခွဲကြာတဲ့အထိမြောက်ရီမြို့ကိုမရောက်ရှိဘဲဒေါ်လာတောင်ကနေတက်ပြန်ဆုတ်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ရီမြို့ကိုစစ်ကူပို့ဖို့အတွက်ဒူးချုပ်ဇိုးဝင်းကိုတိုင်ကွက်ခဲ့တဲ့ဆိုတဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်စင်ရေးလို့နာမည်ပေးထားပြီးတော့အင်အားရာထောင်ကြီးအသုံးပြုခဲ့တဲ့စစ်ကြောင်းဟာပြီးခဲ့တဲ့ AP လ9ရက်နေ့ကစပြီးတော့ဖန်အန်နဲ့မော်လမြိုင်ကနေခြိတက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။၄ရက်ထဲနဲ့မြောက်ရီမြို့ကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော့လဲလာမယ့်ဩဂတ်လ9ရက်နေ့မှာ၄လတောင်ပြည့်တော့မှဖြစ်ပြီးတော့ ဒေါနာတောင်မှာပါရှိတဲ့တော်တော်ရေတကွန်အကျော်မှာရှိတ်ဆက်မတိုးနိုင်တော့ဘဲနဲ့ပိတ်မိနေရာကနေဇူလိုင်လ26ရက်နေ့မှာတက်ပြန်ဆုတ်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဇူလိုင်လ26ရက်နေ့မနက်မှာအောင်စီရစစ်ကြောင်းကကားအစီးရိတ်10စီးနဲ့တစီးကိုအင်အား20ခန်းနဲ့ကျုံတုံမျိုးဘက်ကိုဆုတ်ခွာသွားတယ်လို့ကရင်ပြည်နယ်ကော့ကရိတ်မျိုးပါရှိတဲ့စစ်ရေးသတင်းအရင်းမြစ်ကအတည်ပြုပြောဆိုထားပါဗျ။ဒါအပြင်နေ့လယ်7နာရီကမှာကားအစီးရိတ်18စီးနဲ့တစီးကိုအင်အား20ခန်းပါတဲ့အင်အားဟာ ဖန်အမျိုးဘက်ကိုဆုတ်ခွာသွားကြောင်းအဲ့ဒီသတင်းအရင်းမြစ်ကပြောပါတယ်ဆုတ်ခွာသွားတဲ့အောင်စီရစစ်ကြောင်းကစစ်ကောင်စီတပ်သားများဟာတမဟာငားနယ်မြေမှာရှိတဲ့ဖာပေါ်မြို့ကိုခြိတက်နိုင်ကြောင်း၎င်းကခန့်မှန်းပါတယ်ဒေါနာတောင်ပေါ်မှာရှိတဲ့အောင်စီရစစ်ကြောင်းကကားအစီးရေ28စီးအင်အား900ကျော်တပ်ပြန်ဆုတ်သွားခြင်းဖြစ်ပြီးတော့လက်ရှိမှာအင်အား200နီးပါးကိုကင်းမုံအဖြစ်နဲ့ထားရှိခဲ့ကြောင်း၎င်းကသုံးသပ်ပြောဆိုထားပါတယ်။လက်နက်ကြီးနဲ့ပစ်တာလောက်ပဲရှိတော့တဲ့နောက်ကျန်200ကင်းမုံဝစ်တာလောက်ပဲကြမ်းမဲ့ထင်းတဲ့ ကော့ကရိတ်ကထုံထုပ်အင်အားဖအံကိုပုတ်မယ်ထင်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကော့ဘရာစစ်ကြောင်းကတာဝန်ရှိသူထံကိုဆက်သွယ်မေးမြန်းကြည့်ရမှာအတီးပြုတ်နေစေဖြစ်တယ်လို့ဇူလိုင်လ26ရက်ညနေကဖေးကြားထားပါတယ်။အောင်စီရစစ်ကြောင်းဟာစစ်ကြောင်းထိုးလာခြင်းမရှိတော့ပဲလက်နက်ကြီးများနဲ့သာပစ်ခတ်မှုများပြုလုပ်နေတယ်လို့၎င်းကပြောပါရယ်။ဒါအပြင်ဇော်လိုက်လာ24ရက်နေ့အထိလက်နက်ကြီးနဲ့ပစ်ခတ်မှုရှိနေပြီးတော့ဇော်လိုက်လာ25ရက်နေ့26ရက်နေ့ဒီမှာပစ်ခတ်မှုမရှိတော့ဘူးလို့၎င်းကဆက်ပြောပါရယ်။ ကျွန်တော်တို့လည်းနယ်မြေတွေမရှင်းလဲရသေးဘူးအကြောင်းထုတ်ရင်ပြန်ပြောပါမယ်လို့၎င်းကပြောပါတယ်တပ်မ55ဦးဆောင်တဲ့အင်အား1200ခန့်ပါတဲ့အောင်သေးရစစ်ကြောင်းဟာရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးလေးစိတ်ကနေတဆင်းမော်လမြိုင်မြို့ကနေခြိတက်လာခြင်းဖြစ်တယ်လို့အဲ့ဒီတမ55ရဲ့လက်အောက်ခံခမရ112တရင်ကအလင်းဝင်လာတဲ့တပ်သားကိုတင်အောင်မိုးကပြောဆိုထားပါရယ်အောင်စီကစစ်ကြောင်းကတပ်သားကိုတင်အောင်မိုးနဲ့တငယ်ချင်းဖြစ်သူတပ်သားကိုနိုင်အေးတို့ဟာ2024ခုနှစ်မေလ15ရက်နေ့ကကော့ဘရာစစ်ကြောင်းထံကိုတနက်၄လက်နဲ့အလင်းဝင်လာသူများဖြစ်တယ်လို့သိရပါရယ်မော်လမြိုင်မြို့ကနေစတင်ထွက်ခွာလာပြီးတော့ကရင်ပြည်နယ်ကိုရောက်ရှိတဲ့အချိန်မှာပဲတော်လိုင်းအတအသီးသီးရဲ့တားဆီးတိုက်ခိုက်မှုကိုကြုံတွေ့ခဲ့ရပြီးတော့ဒေါနာတောင်ကြီးအရောက်မှာတမ 55ရဲ့ဖွဲ့စည်းပုံပြတ်သွားသည့်အထီကိုတိုက်ခိုက်ခံရမှုတွေကြုံတွေ့ခဲ့ရတယ်လို့ကိုတင်မောင်းအောင်နဲ့အတူအလင်းဝင်လာတဲ့ကိုနိုင်အေးကပြောဆိုထားပါရယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်ပြီးတော့ PDF စစ်ကြောင်းများရဲ့ဂျားဖြတ်တိုက်ခိုက်ခဲ့ရာ AP လ21ရက်နေ့တိုက်ပွဲမှာတွင်အောင်စီကစစ်ကြောင်းရဲ့တန်ချက်ကကားတစီစစ်သုံးရဲ့နှက်စီအပါဝင်ဆက်လက်တက်လက်နဲ့လက်နက်ခဲရန်အများအပြားကိုတင်းစီရမိပြီးတော့ ဗိုလ်ကြီးတုံးနဲ့ဗိုလ်တအူးအပါဝင်6ဦးတိတ်ဆုံးခဲ့ကြောင်းကိုလည်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားပါရယ်အဲ့ဒီမတိုင်ခင်ကလည်းအဲ့ဒီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့ရမှာအရာရှိများအပါအဝင်အင်အားတရာကျော်တိတ်ဆုံးဒဏ်ရာရရှိခဲ့ကြောင်း KNU က AP လမှာအသိပေးထားပါရယ်ဒါ့အပြင်အောင်သေးရစစ်ကြောင်းခလာရ64ရဲ့ယာယီတရဲမှုဘုံမှုတန်းစော်ဝင်းအပါအဝင်အရာရှိများစစ်သားများယာနဲ့ချီပြီးတော့တိတ်ဆုံးဒဏ်ရာရရှိသည့်အထိ အောင်စီရစစ်ကြောင်းအထိနာခဲ့တယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းဟာစတင်စစ်ကြောင်းထိုးပြီးတော့3လခွဲအတွင်းမှာအင်အား900ကျော်အထိထိခိုက်သေးဆုံးခဲ့တယ်လို့ကော့ဘရာစစ်ကြောင်းကခန့်မှန်းထားပါတယ်။ အခုလိုမျိုးထိခိုက်မှုများကြောင်းတော်လိုက်ရေးတပ်ဖွဲ့များထံကိုထွက်ပြေးအလင်းဝင်လာသူတွေလည်းရှိခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မှာရှိတဲ့သင်္ကန်းကြီးနောင်ဗျူဟာ၄ကီကော်နဲ့မြောက်ရီမျိုးစောက်တက်ခမရ၂ခွန်၅တရင်ကိုတော်လိုက်ပူပေါက်တပ်ဖွဲ့များက၂၀24ခုနှစ်မတ်လနဲ့ဧပြီလတွေမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့တမ55အောက်မှာရှိတဲ့တရင်များစွာပါဝင်တဲ့အောင်စီရစစ်ကြောကိုစစ်ကူအဖြစ်နဲ့မော်လမြိုင်မျိုးကနေမြောက်ရီမျိုးကို၄ရက်ထဲနဲ့အရောက်သွားရမည်ဆိုပြီးတော့ ်ဧပြီလ9ရက်နေ့ကစတင်ဆေးလုခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ခမရ116နဲ့ခမရ119တပ်ရင်းနှစ်ခုကိုရှော့တိုက်တုံးရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ညက8:30မိနစ်အချိန်ကစတင်ပြီးတော့မန္တလေးတိုင်းပတိန်ကြီးမြို့နယ်ရန်ကင်းတောင်မြောက်ဘက်ခမရ116နဲ့ခမရ119တိုက်ရင်တို့ကို short တိုက်တုံး၄လုံးစီနဲ့ပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ short တိုက်တုံးကြက်ရောက်ပောက်ကွဲတဲ့အတန်ကိုလည်းဒေသခံပြည်သူများကကြားသိရကြောင်းပြောပါရယ် ပောက်ကွဲတံကြီးတွေဇက်တိုက်ကြားနေရတယ်ပြီးတော့လူနာတင်ကားတံတွေလည်းကြားရတယ်တက်သေးကိုပြစ်တယ်လို့လည်းမနက်ပိုင်းမှာပြန်သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မန္တလေးစစ်တပ်အတိုင်းဝိုင်းကလည်းရှော့တိုက်ဒုံးနဲ့ပသိမ်ကြီးမြို့နယ်အတွင်းကတံများပြစ်ခတ်ခံရမှုဟာမှန်ကန်တော်လဲအသေးစိတ်အခြေအနေများကိုတော့မသိရှိရသေးကြောင်းပြောဆိုထားပါတယ်ရှော့တိုက်ဒုံးနဲ့အပြစ်ခံရတယ်ခမရ116နဲ့ခမရ116တို့ဟာ တက်မှ33လောက်ခံတက်များဖြစ်တယ်လို့သိရပါတယ် MNDAA TNLA နဲ့မန္တလေး PDF တက်များကနောင်ချိုလာရှိုမိုးကုတ်စင်ကူးမြို့နယ်အများကိုတိမ့်ပိုက်ပြီးတဲ့နောက်မန္တလေးမြို့ကိုစစ်မျက်နှာဥတီနေတယ်ဆိုတဲ့သတင်းစကားများကြောင့်ပြည်သူတွေကြားထဲမှာစိုးရိမ်မှုများဟာလည်းမြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဝန်ထမ်းများနဲ့အငိမ့်စားများအားလုံးကိုလာမယ့်ဩဂတ်လ1ရက်နေ့ကစတင်ပြီးတော့ ထောက်ပံ့ကြေးလစာတုံးမြင့်ပေးမှာဖြစ်ကြောင်းမနေ့ကကြေညာလိုက်ရမှာအဲ့ဒီသတင်းကြောင့်ပြည်တွင်းဈေးကွက်တွေမှာအမေရိကန်ဒေါ်လာကို9100ဝန်းကျင်နဲ့အခောက်ရွှေတစ်ချပ်သားကိုငွေကျပ်62သိန်းဝန်းကျင်ကိုရောက်ရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကဝန်ထမ်းများနဲ့အငြင်းစားများအားလုံးကိုဩဂတ်စ်လ1ရက်နေ့ကစတင်ပြီးတော့လစာငွေကျပ်3000ထပ်မံတိုးမြင့်ပေးမှာဖြစ်တယ်လို့သိရပါဗျ2023ခုနှစ်အောက်တိုဘာလမှာနိုင်ငံဝန်ထမ်းများကိုလက်ရှိလစာအပြင်တအူးကိုငွေကျပ်3000ထောက်ပံ့ကြေးကိုပထမအကြိမ်တိုးမြင့် င်ပေးခဲ့တယ်လို့သိရပါဗျ။ယခုအခါလာမယ့်ဩဂတ်လ၁ရက်နေ့ကစတင်ပြီးတော့ဒုတိယအကြိမ်အဖြစ်နဲ့ဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအားလုံးကိုအပိုထောက်ပံ့ရေးအဖြစ်နဲ့ငွေကျပ်3000စီဒုတိယအကြိမ်ထပ်မံတိုးမြှင့်ပေးမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်။စစ်ကောင်စီကမနေ့ညကအခုလိုကြေညာပြီးတဲ့နောက်ပိုင်းဈေးကွက်မှာလှုပ်ခတ်မှုများဖြစ်ပေါ်လာပြီးတော့ရွှေဈေးနဲ့ဒေါ်လာဈေးများမြင့်တက်လာကြောင်းဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။အရွက်ကပေါက်ဈေးကဒေါ်လာကို9000တကယ်အဝယ်ဆိုရင်တော့ဒေါ်လာကို9100လောက်ပေးရမယ်။ အဝဲတွေအရန်တက်နေတယ်လို့ရန်ကုန်အခြေစိုက်နိုင်ငံခြားငွေလဲတိုင်တူကရှင်းပြထားပါတယ်အလားတူပဲရွှေဈေးကွက်မှာလည်းအခောက်ရွှေတစ်ချက်သားကိုငွေကျပ်62သိန်းကျော်မှာဈေးပေါက်နေတယ်လို့သိရပါတယ်ဈေးကွက်မှာအဝဲများပြားနေပြီးတော့ကမ္ဘာရွှေဈေးဟာကျဆင်းနေတော့လဲမြမရွှေဈေးဟာလာစားတိုးတဲ့ခရက်ကြောင့်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်ဘဟုအချင်းထောင်မှာဇူလိုင်လ3ရက်နေ့မှာမင်းအောင်လိုင်ရဲ့မွေးနေ့အဖြစ်နဲ့ထောင်အာဏာပိုင်များကအတင်းအဓမ္မကျွေးတဲ့ကြက်သားနဲ့တုံးနှံထွက်နေတဲ့ပေဟင်စားပြီးနောက်တနေ့မှာပဲအချင်းသားတရားကျော်ဟာထောင်တွင်းမှာဝမ်ပြဝမ်ရှော့ယောဂါကူးစက်မှုများဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မင်းအောင်လိုင်ရဲ့မွေးနေ့မှာအိမ်ကနေပို့တဲ့အစားအသောက်များကိုစားသုံးခွင့်မပြုဘဲအချင်းသားများကိုကြက်သားနဲ့ပဲဟင်းကိုသာဖိအားပေးပြီးတော့စားစီတယ်လို့သိရပါဗျ။စားတော့ရတဲ့အချိန်မှာစားရတဲ့ပဲဟင်းနဲ့ကြက်သားဟာလက်ဆက်ချင်းမရှိဘဲ တိုးတဲ့အနက်ထွက်နေတဲ့အတွက်အချင်းအောင်မှာရှိတဲ့အချင်းဦးစည်းဝန်ထမ်းများကိုနိုင်ငံရေးအချင်းသားများကတင်ပြပြောဆိုခဲ့တော်လဲလက်မခံပဲထောင်ကကျွေးတဲ့အစားအသောက်ကိုသာစားတော့ရမယ်ဆိုပြီးတော့ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်တကယ်ဆိုရင်အချင်းအောင်တွေကနေပြီးတော့အချင်းသားတွေကိုလုံလောက်တဲ့အစားအသောက်ကျွေးမွေးနိုင်ခြင်းမရှိပါဘူးဒါကြောင့်မိသားစုတွေပို့တဲ့ထောင်ဝင်စာကိုပဲအားပြုပြီးတော့စားတော့နေကြရတာဖြစ်ပါတယ်ထောင်အနေနဲ့တပတ်ကိုအသာဟင်းကြက်ဝက်ဟင်းလေးတုံးပဲကျွေးတယ်တကယ်စားတော့ရရင်အဲ့ဒီဟင်းလေးတုံးကနှစ်ရက်စားလိုက်ရင်ကုန်ပြီ ကြံနေတဲ့9ရက်ကစားတောက်ဖို့ကမိသားစုပါဆယ်ကိုပဲအားပြုပြီးတော့စားတောက်နေရတာဖြစ်တဲ့အတွက်အခုလိုပါဆယ်ပို့ခွက်မှာပို့ဆောင်တဲ့အစားတောက်တချို့ကိုကန့်တတ်လိုက်ခြင်းဟာအကျဉ်းသားတွေလက်ရှိခံစားနေရတဲ့ဝေဒနာကိုပိုပြီးတော့ခံစားနေအောင်လှုပ်ချင်းဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောဆိုထားပါတယ်။နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများဟာထောင်ကနေကျွေးတဲ့စားတောက်ရတဲ့အစားအသောက်များပေးဟင်းအတိုးများကိုဖိအားပေးခံရပြီးတော့စားတောက်ခဲ့ရတဲ့အတော့ဇူလိုင်လ၄ရက်နေ့ကစတင်ပြီးတော့အကျဉ်းသူအကျဉ်းသားတရာကျော်ဟာဝမ်ပြတ်ဝမ်ရှော့ယောဂါကိုခံစားခဲ့ရပြီးတော့ထောင်တွင်းမှာဝမ်ပြတ်ဝမ်ရှော့ယောဂါကူးစက်မှုများဖြစ်ပေါ်ခဲ့တော့လေလုံလောက်တဲ့စီးဝါးများကိုပေးနိုင်ခြင်းမရှိတဲ့အတော့ ဇူလိုင်လ20ရက်နေ့အထိကိုနေ့စဉ်အကျဉ်းသား5ဦးကနေ10ဦးအထိကူးစက်ယောဂါခံစားနေရကဝမ်ပြတ်ဝမ်ရှော့ယောဂါခံစားရသူအ ਨੇ စုံ150ဝန်းကျင်ကရှိလာပြီလို့သိရပါတယ်အဲ့ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့အင်းစိန်ထောင်အာနာပိုင်များကသတင်းတွေကိုဖုံးထားတဲ့အပြင်မိသားစုဝင်များကလာပို့တဲ့အစားအသောက်များကြောင့်ဝမ်ပြတ်ဝမ်ရှော့ယောဂါဖြစ်တဲ့ရောင်ရောင်ပြောဆိုနေတဲ့အတွက်မိသားစုတွေပို့တဲ့ထောင်ဝင်သားများကိုကန့်တတ်ခြင်းများကိုလည်းပြုလုပ်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ